ရေဒါတော်အလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်အန်ခိမူပါဆိုတော့ဒီနေ့အမိုင်စားရုပ်ရှင်တကောင်းကိုမကြည့်ခင်ပါ channel ကို subscribe လုပ်လိုက်ပါပြီးရင်ကောင်းလောက်နှိပ်ပါအဲ့ခါကျရင်တော့စိတ်ချမ်းသာခြင်းကိုကြီးချမ်းသာခြင်းနဲ့ပြည့်ဝမှာဖြစ်ပါတယ်အဲ့လိုပဲညာခိုင်းရတာပေါ့ okay တော့ဒီနေ့ကားလေးကိုလည်း VPN လေးဖွင့်ပြီးတော့ကြည်ပေးမယ်ဆိုရင်တော့မကြာခင်မှာတိန်းစုထီကိုပေါက်မှာဖြစ်ပါတယ် okay အဲ့တော့ဒီနေ့ဇက်ကားကတော့ကျွန်တော်ရွေးချယ်ထားတဲ့ကားကဒီအယုတ်တွေနဲ့ပတ်သက်လာရင်ကျွန်တော်ရဲ့ဒီအန်ခိမူ channel နဲ့နည်းနည်းလေးတော့ဆက်ဆက်မှုရှိတယ်အယုတ်တရေတွေဘာညာတွေပေါ့အာချက်ကီတုံးကလည်း ီတစုံတကီဆိုပြီးတော့လူတိုင်းရဲ့ပါဇက်ဖျားမှာအဲ့လေရေပန်းစားခဲ့တဲ့အထိဟိုလားမဟုတ်လားမသိရှောက်ပြောတာပေါ့အဲ့တော့ရုပ်ကားတွေနဲ့ကျွန်တော်တို့ရဲ့ဆက်ဆက်မှုရှိရဲဆိုတော့ကျွန်တော်လည်းရုပ်ကားလေးလိုက်ရှာပြီးတော့တင်ပေးဖို့စုထားတာပါပဲဒါပေမဲ့တခြားဒီဂျားပြက်ဝင်တဲ့ကားအစ်တီကျွန်တော်စေတနာပါကျွန်တော်မှန်သောစကားပြောရင်ကောင်းတာလေးအရင်ပြကျင်နေပြီးတော့လက်စားတက်နေရတဲ့ဒီပေါင်ချိန်ကားတွေကလည်းမပြရင်စုမဲ့သူတွေကလည်းစောင့်နေတာမျိုးရှိတယ်ဆိုတော့ကျွန်တော်နည်းနည်းလေးတော့အဲဂျင်းနဲ့ချက်တွေရောက်လာတဲ့ခါမျိုးပါဒီ စကကျူးတွေဘာညာဖို့ပြောင်းလဲသွားတဲ့ခါကျရင်ဒီကားတွေကနောက်ကိုရောက်ပြီးတော့အဟောင်းတွေလိုဖြစ်သွားတဲ့အခါမှလည်းနားလည်းပေးပါအောင်အဲ့တော့အဓိကပြောချင်တာတော့အယုတ်ကားတွေဆိုရင်ကျွန်တော်အကုန်လုံးပြဖို့ကြိုးစားတယ်ကျွန်တော်လည်းဒီအယုတ်ကားတွေနဲ့ပတ်သက်ရင်ကျွန်တော်လည်းကြိုက်တယ်ဆိုတော့လေအဲ့တော့အဲ့ဒါမျိုးကြိုက်ပြီးတော့စောင့်နေကြပြိတ္တတွေအားလုံးလည်းဒီနေ့မှတော့လာပြီဗျာကားတိုင်းမိတ်ကတော့ Comedian Gas ဆိုခေါ်ရင်2023ခုနှစ်တော့ထွက်ထားတဲ့ဇာတ်ကားလေးပါဒီဇလန်းကယုတ်ကားဆိုအယုတ်ကလေးတစ်ခုကနေအစပြုတ်ခဲ့တာပေါ့အယုတ်ကလေးကသရိုသမီးဝတ်စုံနဲ့အယုတ်မှအဟောင်းလေးဖြစ်ပြီးတော့ကလေးတွေရဲ့စိတ်ဝင်စားမှုကိုခံရတယ် ဲ့ဒီယုံမကလေးကိုဟိုနားဒီနားတွေမှာပစ်ထားတာတွေ့ရပြီးတော့ဒါအောင်ကောက်ယူလာမိတဲ့သူကတော့သူ့ရဲ့နောက်မှာတစုံတရာကပ်ပါလာနေသလိုအမြဲတမ်းလိုက်ပြီးတော့နှောက်ရက်ခံပြီးနောက်ဆုံးမှာစိတ်ဖိစီးမှုတွေဖြစ်ပြီးတော့ကဲအောင်ခြောက်ချားတွေဖြစ်ကာတေဖို့ကြံစီသွားတက်ကြတာပဲဖြစ်ပါတယ်အဲ့တော့ဒီဇလန်လေးကိုကြည့်ရှုခန်းစားပြီးတော့သတို့သမီးယုံမကလေးတွေကိုမြင်တိုင်းပြန်လဲအမှတ်ရစေမဲ့ဒဲရရင်မိုးဇလန်လေးတစ်ပုတ်ပဲဖြစ်ပါတယ်အဲ့တော့ဒီစပိန်စကားလေးကိုရင်သားရှုမောခန်းစားနိုင်မှုအတွက်ဒီနေ့မှတိစပေးလိုက်ပါတယ်ခင်ဗျာအထူးကြည့်ရှုလိုက်အောင်ပါခင်ဗျာ ဇကာဆာမော်ရီဆိုနီယာဆိုရဲအမျိုးသမီးလေးဟာသူ့ရဲ့အိမ်ခန်းထဲကအဲ့ရပေါ်မှာထိုင်နေပါတယ်။သူမငါအယုတ်လေးအေးနေပြီ။ငါအယုတ်လေးဗမာလေးဆိုရဲအတန်ကိုလည်းနားထဲမှာထက်ခါထက်ခါကြားနေရပါတယ်။ဆိုနီယာခန္ဓာကိုယ်မှာတော့ဆုံးဆုပ်ထားသူစပတ်ကြီးမွေအကွက်တွေကသွေးကြောတစ်ချောင်းမှာပေါ်ပေါက်လို့နေပါတယ်။မကြာခင်မှာကိုဖြစ်သူတာနိုရောက်လာပြီးတော့အစာစားဖို့စိတ်မဝင်စားတဲ့ဆိုနီယာကိုကြက်သားပေါင်းတွေချောမော့ကျွေးနဲ့နှစ်သိမ့်ချောမော့ကဖေးမှာပေးပါတယ်။ဒါမှလည်းဆိုနီယာအောင်ထဲမှာအဲ့ဒီအယုတ်မှစာပွင့်နေတဲ့အတန်တွေကသာ ကြားနေရပါတယ်။ဇိုနီယာရုတ်တရက်ပဲကိုဖြစ်သူတာနွေရဲ့နောက်မှာမတ်တက်ရနေတဲ့ရုတ်ပြက်ဆင်းပြက်မျိုးသမီးတယောက်ကိုလှမ်းပြီးတော့တွေးလိုက်တာကြောင့်လုံမင်းထိတ်လန့်သွားပါတယ်။ဇိုနီယာကြက်သားပကံတွေကခရင်ကိုကောက်ကင်ပြီးတော့"သူလာနေပြီ၊သူလာနေပြီ"တို့မီးဝဲဆောင်ဖြူဝဲလို့"သူလာနေပြီ"ဆိုပြီးတော့ခရင်နဲ့ချိန်လိုက်ပါတယ်။ဇိုနီယာကိုတာနိုကဘာမှမမြင်ရတာကြောင့်ဇိုနီယာသူ့ကိုရန်လုံးနေလို့ထင်ပြီးတော့ကာကွယ်တားဆီးနေပါတယ်။ဇိုနီယာကတော့သူ့အနေနဲ့လုံအောင်သီးမခံနိုင်တော့တဲ့အကြောင်းကိုပြောကအလွန်တရာခြုံထက်နေတဲ့ခရင်နဲ့သူ့လက်ဘင်းကိုထိုးဆိုင်ချလိုက်ပါတော့တယ်။ ဇိုနီယားလေဘင်းကသွေးထွက်လုံကလဲကျသွားခဲ့ပြီးတော့ဒူမိုင်းကြီးကစပွဲတင်ခြေထောက်နားမှာမိထိုင်နေတဲ့အယုံမာလီရဲ့မျက်နှာကိုနောက်ဆုံးတွေးလိုက်ရပါတော့တယ်။ဘုရားရှိခိုးကြောင်းတစ်ခုထဲမှာတော့ဖာသာမန်ဝေကဘုရားသခင်ရဲ့ကျေးဇူးတော်တွေဘုရားသခင်ပညာတော်တွေအကြောင်းကိုမျှဝေနေခဲ့ပါတယ်။ဆာရာနဲ့ဒူမိုင်းမိခင်ကနှစ်ချင်းတော်ခိုင်မဲ့ဂျူဒီယနာကိုလိုက်လာကြတာဖြစ်ပြီးတော့ဆာရာမိခင်ဖြစ်သူကအဖြူအောင်ကာဝန်လေးနဲ့သမီးဖြစ်သူကဒူမိုင်းမျက်စိရှိမှလှပနေတာကိုအားမရနိုင်ဖြစ်နေပါတယ်။ ဂျူလီရဲ့အင်ဂျီကကော်လန်လေးတက်ပေးလိုက်ပို့ပြီးတော့လှသွားမှာဖြစ်ကြောင်းစာရကိုပြောနေပါတယ်အဲ့ဒီမှာပဲဟော့ရှော့စတာအပြည့်နဲ့ဝစ်စင်ထားတဲ့ရီဘီကဖျားเจ้าနဲ့ဝင်လာခဲ့ပါတယ်ကျွေးကလေးမြည်သွားတဲ့တကားတန်ကြောင့်အားလုံးကလည်းလမ်းဖြန့်လို့သွားခဲ့ကြပြီးဖာသာရောအားလုံးကရီဘီကိုလမ်းပြီးတော့ကြည့်လိုက်ပါတယ်ရီဘီကတော့ဘသူစီယိုမှအာယုံမရှိပဲနဲ့အေးဆေးလျှောက်လာကစာရရဲ့ဘေးနားမှာဝင်ထိုင်လိုက်ပါတယ်ရီဘီရဲ့ဝစ်စားဆိုင်မှုကြောင့်ပုံမှန်ဝစ်စင်ကဖျားเจ้าရောက်လာသူတွေကတီးတိုးအတင်းပြောကြပါတယ်စာရဘယ်ရောက်နေရလဲလို့မေးလိုက်တော့ရီဘီကအလုပ်ကိစ္စနဲ့ တမန်နှလုံးတက္ကစီပေါ်မှာရောက်နေတာဖြစ်ကြောင်းနဲ့ညနေပါတီပွဲကိုတာနိုရဲ့ကားနဲ့သွားကြမှာဖြစ်ကြောင်းလာပြီးတော့ချင်းဆိုတာပဲဖြစ်ပါတယ်။ဇာရာတာနိုနဲ့မသွားချင်အောင်ပြောတော့ဇာရာလည်းမူးနေပြီးတော့ဝင်လူရဲ့ကားကလည်းဘိန်းပေါက်နေတာကြောင့်တာနိုနဲ့လိုက်မသွားရင်မသွားကြအောင်ပဲဖြစ်ကြောင်းပြန်ပြောလိုက်ပါတယ်။ဇာရာသူကတာနိုနဲ့ရှေ့ကမ်းမှာမထိုင်ချင်ကြောင်းပြောသလိုရေဘီယာလည်းညဆွေတိုင်းမှာစားတော့ကြမှာမလို့ဇက်စီတောက်တောက်ကြလောက်တဲ့အထိအောင်ဝေ့ခဲ့ဖို့မှားနေပါတယ်။စစ်စာကြီးတောက်ကတရားဟောနေတော့မှစကားမပြောသင့်ကြောင်းသတိပေးလာပါတယ်။မကြခင်ရေဘီကထပြန်သွားပါတယ်။ ဇာစုတတ်တဲ့ထရီစာဆိုတဲ့မျိုးသမီးကြီးကဇာရိုင်းမိခင်ကိုမျိုးတဲကိုပြောင်းသွားတော့အစီအပြေလားဘာညာနဲ့မေးနေပါလေအလောက်ကမပင်မန်းဘူးလားလူတိုင်းကတော့ရက်ဆက်တဲ့သူတွေမဟုတ်တာကြောင့်အစီအပြေမှာပါအလုံးမပြုတ်ဘူးကအဓိကပဲလေဆိုပြီးတော့ပြောနေခဲ့တာပါဇာရိုင်းမိခင်ကသူ့မိသားစုကပြောင်းသွားပြီးမှအရန်ကိုပြောနေကြတဲ့အကြောင်းကိုပြန်ပြောလိုက်တော့နားမထောင်ပဲသူ့ရဲ့သမီးဖြစ်သူလာအောင်ကိုလှမ်းပြီးတော့ခေါ်နေပါလေလာအောင်ရောက်လာတော့အပေတေနဲ့မပေါင်းမှုပြောလိုက်ပြီးသမီးကြီးဖြစ်သူအစ်တုကိုသွားပြီးတော့ခေါ်ခိုင်းလိုက်ပါလေ ။လာအိုယာကသူတို့ကသမီးရဲ့တငယ်ချင်းတွေလို့ပြောလိုက်ပြီးမကြေမနက်နဲ့အမရဲ့နောက်ကိုလိုက်သွားခဲ့ပါလေ။ဒရီစာလာအိုယာကိုအယုတ်တွေဝယ်ထားရနဲ့မစောလို့ရှိရင်လွတ်ပြစ်လိုက်မယ်ဆိုပြီးတော့သမီးကိုချိန်ချောက်ပါလေ။ဆာရာတို့တော့လာအိုယာကိုဆွဲတိုးဆွဲပေးထားတာပျောက်သွားမှအောင်ဆိုရင်နာကြောင်းလို့ပြောပါလေ။ဒရီစာကဂျူဒီရဲ့ကောင်းဝင်လေးကဘရန်မန်တိတာရဲဘာညာပြောနေချိန်မှာဆာရာငှဲယူလာတဲ့လိန်မော်ရင်နဲ့တမင်တကာမတော်တဆပတ်ချလိုက်ပါလေ။ဒရီစာကအရန်ကိုစိုးရင်သွားချိန်မှာဆာရာတိတ်ပြီးတော့စိတ်မပူဘဲနဲ့ဈေးဘောတဲ့ဝေစားတွေကရှော့အလွယ်ချောင်းပြန်ပြောလိုက်ပါလေ။ အချိန်မှာဖာသာမန်ဝေကကလေးတွေကိုဓာတ်ပုံရိုက်ဖို့နှိုးဆော်လိုက်ပါတယ်။ကလေးတွေကကိုစီကိုစီယုတ်ကလေးတွေကင်ထားကြပြီးတော့ဂျူဒီရဲ့လက်မှာဖာသာကလည်းအမှတ်တမဲ့ပဲအယုံမကင်ဘူးလားဆိုပြီးတော့မေးလိုက်တယ်လို့တခြားကလေးတွေကလည်းတီးတိုးတွေပြောပြီးတော့စနောက်နေကြပါတယ်။ဂျူဒီရဲ့မိခင်ကအချိန်လေးဝင်ထိမ့်မှုဂျူဒီရဲ့လက်ထဲကိုယေရှုပုံပါတဲ့ဆွဲချုပ်လေးထည့်ပေးပြီးတော့ဆူတောင်းနေရန်ပို့စ်ပေးခိုင်းလိုက်ပါတယ်။အချိန်မှာပဲရီမီဒီယိုဆိုတဲ့မျိုးသမီးကြီးကကပိုကြုံနဲ့ရောက်လာပြီးတော့သူသမီးမာရီဆိုကိုတွေးမိသလားဆိုပြီးတော့ဆာရာကိုလာပြီးတော့မေးနေပါတယ်။ ဇာရာတို့ကလည်းမတွေးမိမသိအကြောင်းပြန်ပြီးတော့ပြောလိုက်ချိန်မှာအမျိုးသားဖြစ်သူစန်ဒီယာနဲ့ဖာသာကရီမီဒီယိုကိုလောက်ချုံမော်ပြီးတော့ပြန်ခေါ်သွားခဲ့ကြပါတယ်ဇာရာအိမ်ကိုပြန်အောင်တော့မိခင်ဖြစ်သူကအလုတ်ကဖုန်းကိုပြန်ဖြေနေပါတယ်အလုတ်ကသူတို့နှစ်ယောက်ညာဘက်တွေအလုတ်စင်းစေတာကြောင့်ဇနီးမောင်နှံနှစ်ယောက်လည်းပွားစီပွားစီဖြစ်နေပါတယ်ဇာရာတို့အဝိစားတွေဝက်ကားပြင်ထွက်လာပြီးတော့ရီဘီနဲ့ဘာကလတ်သွားဖို့ပြောလိုက်ပါတယ်ဖာကင်ကရီဘီဆိုတာကပန်းစတိုင်နဲ့ကောင်းပါလိမလားလို့မေးလိုက်ပြီးမျိုးထဲမှာပုံမှန်ဝက်စားသွားလာတယ်သူတွေအများကြီးရှိပါလိမ့်ရနဲ့ ရီဗီနဲ့မှတွေ့ရသလားလို့မေးလိုက်ပါတယ်။မိခင်ကလည်းညတနားရီထက်နောက်မကျဖို့ပြောလိုက်သလိုဆာရာလည်းမနက်3နာရီတိဈေးပြန်ဆင့်နေခဲ့ပါတယ်။မိခင်ကအမိုက်ထုတ်ပြစ်သွားဖို့ပြောလိုက်တော့ဆာရာကအမိုက်ထုတ်ကိုသွားယူချိန်မှာဂျူဒစ်ကလဝက်ကတိုင်ပုံပါဆွဲချိုးအမိုက်ထုတ်တွေပြစ်ထားကြောင်းသိလိုက်ရပါတယ်။ဆာရာဒီကိစ္စအတွက်ဂျူဒစ်ကိုစူပူပြီးပြောပြလိုက်တော့ဂျူဒစ်ကဗရီကိုမလိုချင်မဲ့အယုတ်ကိုသာလိုချင်တာလို့ပြန်ပြီးတော့ပြောပါတယ်။ဂျူဒစ်ကဒီမျိုးကလူထူးဆန်းတွေကိုသူကမနစ်သက်ကြောင်းပြောလိုက်တော့ဆာရာကသူတို့ကထူးဆန်းနေတာသာဖြစ်ကြောင်းပြန်ပြောကထွက်လာခဲ့လိုက်ပါတယ်။ ရီဗီနဲ့ချိန်းထားနေရာကိုရောက်တော့ဆာရာကရီဗီကိုခေါ်ပြေးပြီးဒါနိုရဲ့ကားစီကိုပြေးသွားကြပါလိမ့်။ဒါနိုရဲ့ကားနောက်ရောက်တော့တခြားမိန်းကလေးနှစ်ယောက်ကလည်းအချင်းနဲ့ဆက်မတရားတာမရှိဘူးဘာညာနဲ့ဒါနိုရဲ့ကားနဲ့လိုက်ဖို့ပြောနေကြပါလိမ့်။သူတို့နှစ်ယောက်နဲ့ရီဗီတို့ကကားလူနေကြတဲ့နောက်ဆုံးမှာဆာရာနဲ့ရီဗီကကားပေါ်ကိုပါလာပါတော့တယ်။ရီဗီကအချင်းနဲ့ဆက်ကတက်တက်တက္ကစီနဲ့ကလပ်ကတက်တက်ဘာမှမဆိုင်ဘူးလို့လမ်းပြီးတော့អော်နေခဲ့ပါလိမ့်။အလုံးနဲ့ကလပ်ထဲကိုရောက်တော့ရီဗီကတာနိုရဲ့အနာကိုနိုင်ဝဲတစ်ခါသွားဖို့ပြောရင်းနဲ့ဒူလာနဲ့စီလုံးတစ်လုံးကိုတချမ်းကိုက်က စာရကိုလည်းတချမ်းတိုက်လိုက်ပါတယ်။နေအောင်သားကလပ်ထဲမှာတော်တော်ကဲပြီးတော့တော်တော်ပြဲခဲ့ကြပါတယ်။အပြန်မှာတော့တာနိုရဲ့ကားကိုအချင်းနဲ့စင်မာလေးနှစ်ယောက်ကအရင်ဥသွားခဲ့တာကြောင့်သူတို့နှစ်ယောက်ကဖြည်းဖြည်းချင်းလမ်းဆောင်ရင်းနဲ့ကားတွေကိုတားခဲ့ပြီးမြဲတစည်းမှရမပိပဲထွက်သွားခဲ့ကြတာပါ။နောက်ဆုံးမှသူတို့တိတ်ပြီးတော့သဘောမကျတဲ့ဂျီဘုံနဲ့ပရီတိုရဲ့ကားကသူတို့ကိုတင်ခေါ်သွားခဲ့ပါတယ်။စာပိုင်းမှာစာရငင်းဆန်နေပြီးတော့သူတို့မြို့ကိုပြန်ဖို့ကားမရှိနိုင်တော့တာကြောင့်ဂျီဘုံရဲ့ကားနဲ့ပဲလိုက်လာခဲ့လိုက်ရပါတယ်။လမ်းမှာဂျီဘုံကပါတီဆက်ပေးမယ်ဆိုပြီးတော့ အကြံစိုးနဲ့ကားကိုလမ်းဘေးတစ်တောတည်းကိုမောင်းဝင်သွားပါတော့လေဇာရာကကားကိုရပ်ပေးဖို့နဲ့သူတို့ဆင်းတော့မယ့်အကြောင်းကိုပြောနေသူပါရီတိုကလည်းခြေဖို့ဘာလုပ်တာလဲလမ်းမပေါ်ပြန်မောင်းဆိုပြီးတော့အပြစ်တင်နေပါတယ်ရီဘီကလည်းသူတို့သမင်တမွေးကျွတ်တာနဲ့ခြေဖို့ဂျိုးကိုဖြတ်ပြီးတော့ဗဇာတဲ့ပြန်ထည့်ပေးမယ်လို့ပြောနေခဲ့ပါတယ်သူတို့လျောက်ကားပေါ်မှာငင်းကုန်နေဖြစ်နေတော့အဖြူအောင်သူတို့မိဝင်းဆောင်တဲ့မျိုးမီးတယောက်ကကားရှိရဖြတ်ပြေးသွားတာကိုဇာရာကမြင်လိုက်ရပါတယ်ဇာရာခြေဖို့လို့ထိတ်လန့်လန်းအောင်ပြီးတော့ပခုံးကိုပုတ်လိုက်မှခြေဖို့ကကားကိုဗရိတ်နင်းချလိုက်ပါတယ် သူတို့ကကားပေါ်ဆင်းပြီးတော့ရှာဖွေခဲ့ကြပေမဲ့သူတို့မိဖို့ဆောင်တဲ့အမျိုးသမီးကိုစာရာကလွဲပြီးတော့ဘယ်သူမှမမြင်လိုက်ရပဲရှိတာကြောင့်ဘယ်သူကမှမယုံကြည်ပဲရှိနေခဲ့ပါလေအလုံးနဲ့ဟိုဒီဒီရှောက်ကြည့်နေစာရာကဒီပေမှာဂျိုးတန်းလန်းနဲ့တေတေးနဲ့ခွေးတွေ့တော့လန့်သွားခဲ့ပါလေဘရီတိုကတချို့ရွာတွေကအမဲလိုက်ခွေးတွေအမဲမလိုက်နိုင်ဘူးဆိုရင်တေတန်ပေးအပြစ်ချတဲ့အကြောင်းကိုရှင်းပြလိုက်ပါလေအလုံးပြန်ကြောက်ပြောတော့စာရာကသူတို့မိဖို့ဆောင်ဖြူဝစ်ထားတဲ့အယုံမကလေးကိုတွေ့တာကြောင့်ပြေးပြီးတော့ကောက်ယူလာခင်းလိုက်ပါလေ အယောက်ကဟောင်းနေဆိုမြဲဘဲကလေးတယောက်ကတလောက်ဝေးကြီးသည့်လာပြီးတော့ပြစ်ထားမှလဲလို့ဆာရာကရေကျော့လိုက်ပါလေဂျီဘောကပရီတိုကိုရှောက်ကြည့်ခြင်းသေးတယ်ဆိုရင်နေခဲ့ဖို့ပြောလိုက်ပြီးသူကတော့လစ်ပြီးဆွဲတောင်းပြောကထွက်သွားပါတော့တယ်အဲ့လိုနဲ့အင်ကုန်ပြောင်းတော့မနက်6နာရီထိုးနေဖြစ်တာကြောင့်မိဘတွေကိုပြန်မပြောဖို့မဂ္ဂဇင်းတစ်ဆောင်နဲ့လက်ထိုးပြီးဂျူးတွေကိုနှုတ်ပိတ်ထားလိုက်ရပါလေနောက်နေ့နေ့လယ်သာစားချိန်မှာတော့ဂျူးတွေကဆာရာတနာရီခွဲမှပြောင်းလာတာဖြစ်ကြောင်းတိုင်ပြောသလိုနဲ့လိန်ပြောလိုက်ပါလေအဲ့ဒီမှာပဲဆာရာဘွက်ကနေအန်ချလိုက်တာကြောင့် ညာတော့ဘာတွေဆွဲလာသလဲသူလဲငရာကကြီးလာတာအကြံတမျိုးနဲ့မဖြစ်နိုင်ဘူးဘာညာနဲ့ဖားကင်ညာကောပါတော့တယ်စာရာကရေချိုးကန်းထဲမှာတန်ရှင်းလုံနေတော့နန်ကပ်ဘီရိုမန်ကမကြာခဏပွင့်လာနေပြီမဲ့စာရာသတိမထားမိပဲဒီတိုင်းပဲပြန်ပြန်ပိတ်နေခဲ့ပါစာရာကောင်းဖီးနေနဲ့သူ့ရဲ့လက်ကသွေးကြောဒီမှာစုံးကြိုက်ထားသလိုအနီကွင်းတွေကိုတွေ့ရတော့သူလည်းအံအောင်သွားပါလေ။စာရာကရီဘီရှိရဂိမ်းဆိုင်အောင်ထွက်လာခဲ့ပြီးတော့ရီဘီနဲ့တွေ့တော့မူးနေသေးလားအိပ်ပြီးလားဘာညာနဲ့ညအကြောင်းတွေကိုစမုံပြန်ကြပါလေ ဆာရာဖာသာမန်ဝင်စီသွားပြီးတော့ယုံမကလေးเจ้าမေးကြည့်ဖို့ရေဘီကိုပြောလိုက်ပါတယ်ရေဘီကဆာရာကမြို့ကိုပြောင်းလာတာမကြသေးတာကြောင့်ဒီယုံเจ้าကိုမသိခဲ့တာဖြစ်ကြောင်းတเจ้าတကာတာတမျိုးတပုံမြင်ဆန်းဆိုသလိုဒီယုံမကလေးကိုတချို့ကသရိုးသမီးလို့ပြောပြီးတော့တချို့ကတော့ခရီးရန်ပွဲတော်ကိုလာတဲ့အမျိုးသမီးတယောက်လို့သတ်မှတ်ထားတဲ့အကြောင်းကိုပြောပြလိုက်ပါတယ်သူကလမ်းမှာတွေ့မကောက်ခဲ့ဖို့နဲ့ကောက်ယူခဲ့မယ်ဆိုလို့ရှိရင်ဂျိန်စာတင်းတဲ့เจ้าကတော့အားလုံးလိုလိုကလေးတွေကိုချိန်ချဖို့ပြောခဲ့တာဖြစ်ကြောင်းပြောပြလိုက်ပါတယ် ဇာရာဈေးသုံးထားအကြောင်းဂျိုသားကိုမြင်တယ်လို့ပြောရင်တော့မှဗန်အန်အောကြောင်းရီဘီကပြောလိုက်ပါတယ်။ဇာရာဘယ်ရီတိုကဘာကြောင့်သူ့နောက်ကိုလိုက်ကပ်နေလဲလို့ရီဘီကိုမေးပြီးတော့ရီစာကြီးလို့ပြောနေပါတယ်။ရီဘီကဘယ်ရီတိုကဇာရာကိုကြိုက်နေလို့ကပ်နေတာကရီစာမဟုတ်ပဲတရေတွေ့တယ်လို့လူတွေကိုရှောက်ပြောတာမှဝိုင်းပြီးတော့ရီခမ်းမှာဖြစ်ကြောင်းဇာရာကိုပြောလိုက်ပါတယ်။ဂိမ်းဝါပြန်ထွက်မှာအချင်းနဲ့စစ်ပွဲနှစ်ယောက်ကိုတွေ့လိုက်တော့သူတို့နှစ်ယောက်နဲ့ဆဲကြဆူကြရိုက်ကြနှက်ကြနဲ့ပြဿနာတွေတက်လိုက်ပါသေးတယ်။ရီဘီကစိတ်ဆိုးပြီးတော့အိမ်ပြန်သွားခဲ့တာကြောင့်ဇာရာက ဖာသာမန်ဝဲရဲ့ဘုရားကျောင်းကိုတယောက်တည်းထွက်လာခဲ့လိုက်ပါလေ။အဲမှာဖာသာမန်ဝဲကဒရီစာနဲ့စကားပြောနေပါလေ။ဒရီစာပြန်သွားတော့ဆာရာဖာသာရဲ့ပေါင်မုတ်တွေကိုလိုက်ဖို့ပြီးရင်စကားပြောချင်အောင်ပြောလိုက်ပါလေ။ဆာရာခန္ဓာနီးကမိန်းကလေးပျောက်သေးလား။သူကတော့ဘုရားကျောင်းနဲ့ခလန်လန်းမှာသူတို့မိဘွေဆောင်နဲ့မိန်းကလေးတယောက်နဲ့အယုံမလေးကိုတွေ့ခဲ့ကြအောင်ပြောလိုက်ပါလေ။ဖာသာဒါရီကအရက်စကားတွေပုံမြင်နေဖြစ်ကြောင်းဗဲမိန်းကလေးကမှအဝေးကြီးမှရုပ်ကိုသွားပြစ်မှာမဟုတ်သလိုအယုံကလည်းတော်တော်ဟောင်းနေဖြစ်ကြောင်းကိုပြောလိုက်ပါလေ။ အယောက်ကဖျားချောင်းခန္ဓာပွဲကအယုတ်ဖြစ်တာကြောင့်တခြားခန္ဓာကနေလည်းဖြစ်နိုင်ကြောင်းပြောလိုက်တော့ဖာသာမန်ဝဲကအနီးနားမှာဖျားချောင်းနှစ်ချောင်းမရှိကြောင်းကိုပြန်ပြောလိုက်ပါတယ်ဖာသာမန်ဝဲကဗာမေးစာရှိသေးလဲမရှိရင်ဒိုးတော်လို့စာရာကိုပြောလိုက်ပါတယ်ဒိုးနဲ့စာရာအိမ်ပြောင်းတော့ဂျူဒစ်ကလက်ရှိစာအုပ်ကနှာခေါက်ဖတ်ပြီးဖြစ်တာကြောင့်သူ့ကိုမဂ္ဂဇင်းစာအုပ်အစ်စ်ထပ်ပြီးတော့တောင်းနေပါတယ်စာရာအဲ့ဒါပဲအလွတ်ရအောင်ကြက်လို့ပြောပြီးတော့ရေချိုးကမ်းမှာရေဝင်ချိုးနေလိုက်ပါတယ်ရေချိုးကမ်းနိုင်ကဗီရိုကပွင့်ပွင့်လာတာကြောင့်စာရာပြန်ပြန်ပိတ်ပြီးနေရပြန်ပါတယ် သူရဲ့နောက်ဖက်ရေချိုးကန်လိုက်ကောင်တစုံတယောက်ကဆွဲလိုက်သူဖြစ်သွားချိန်မှာတော့ဇာရာလည်းအလွန်တရာကိုထိတ်လန့်သွားခဲ့ရပါတော့တယ်လိုက်ကောင်ဖွင့်ကြည့်တော့လေရေချိုးကန်ထဲမှာဘာမှမတွေ့ရပဲရေချိုးကန်ထဲကမိတွေကတော့တဖြတ်ဖြတ်နဲ့ဝိညာဉ်တကောင်ဖြတ်သွားသလိုဖြစ်လာခဲ့တာပါရေချိုးကန်တောင်းကဗီဒိုကတော့ဟာနေပြီဇာရာကသွားပြီးတော့စူးစမ်းကြည့်လိုက်တဲ့အခါမှာသူတို့သမီးဝစ်စုံတဲ့အမျိုးသမီးကဇာရာရဲ့နောက်ကနေတိုင်းဖက်ကမျက်နာကိုလည်းဆွဲကုတ်ထားပါတယ်အိုင်မန်ဇာရာရဲ့ငဲတန်းပေါင်းအော်ဟစ်လိုက်တန်းကြောင့်မိဘနှမလည်းပြေးလာပြီးတော့တကားကိုထူးကြပါတယ် ဇာရာတော့မောင်မဲနဲ့ရေရင်းတွင်းထဲမှာရင်ကောင်းလောက်ထိရေမြုပ်နေပြီးမိခင်နဲ့ဖခင်ကိုလှမ်းပြီးတော့အော်ခေါ်နေခဲ့တာပါအဲဒီချိန်မှာပဲဇာရာတစုံတစ်ယောက်ကဆွဲခေါ်သွားသလိုနှိမ့်မြုပ်သွားပြီးတော့ရေအောင်ထဲကသရိုသမီးဝစ်ဆုံဝစ်အမျိုးသမီးနဲ့လုံထွေးနေပါလေဇာရာရဲ့ဖခင်ဖြစ်သူကအလွန်ဆိုးအိမ်သွားပြီးရေချိုးကန်တကားကိုကိုတစောင်းနဲ့တိုက်ဖွင့်ပြလိုက်ပါလေမိခင်နဲ့ဖခင်ကရေချိုးကန်ထဲကိုရောက်သွားချိန်မှာမျက်လုံးကြီးပွင့်ပြီးတော့သတိလစ်နေတဲ့ဇာရာကိုရေချိုးကန်ထဲမှာပတ်လက်နေထားနဲ့တွေးလိုက်ရပါတော့တယ်မိခင်ဖြစ်သူကဇာရာကိုလုံနိုးနေချိန်မှာ ဇာရာကတော့ရေနစ်နေဆဲဖြစ်ပြီးတော့ရေပေါ်ကိုပြန်တက်ဖို့အသေးသံကိုစူးစမ်းနေရပါတယ်။နောက်တော့မှဇာရာဝူနဲ့ယုံထပြီးတော့သတိပြန်လည်လာခဲ့ပါတယ်။မိဘတွေကဘာကြောင့်ဒီလိုဖြစ်ရတယ်ဆိုတာကိုဇေယောကကူဆရာဝန်နဲ့ပြားကြည့်ဖို့ပြောပေမဲ့ဇာရာလက်မခံပဲအခုမှရေထဲကတက်လာသလိုချမ်းတုံပြီးတော့လက်ဖက်ရည်တောက်နေခဲ့ပါတယ်။ဘာကင်ကလည်းဘယ်ဆေးတွေသုံးထားရဲ့အကျိုးဆက်လဲဆိုပြီးတော့သူငယ်စဉ်ကနေခိုင်းနိုင်ပြီးတော့စူပြန်ပါတယ်။ဘာကင်ပြည့်သူကသူမေးတာကိုမဖြေတဲ့ဇာရာကိုတလားတီးတီးအပြင်းမထွက်ဖို့အပြစ်ဒဏ်ပေးလိုက်ပါတယ်။ ။နောက်ထဲမှာဆာရာကဂျူဒစ်ကိုကြောင်းလိုက်ပို့ချိန်မှာရေဘီကလာပြီးတော့စောင့်နေပါလေ။ဆာရာသူပြပြခဲ့တာတွေကိုရေဘီကိုပြောပြလိုက်ပြီးတော့ဒီเจ้าနေသူသူမိဘတွေကိုပြောပြလိုက်ရင်သူ့ကိုယူနေရလားဈေးကြောင်နေရလားလို့ထင်သွားနိုင်ကြောင်းပြောလိုက်ပါလေ။ရေဘီကဈေးချိန်နဲ့ထင်အောင်ထင်မှားတွေဖြစ်နိုင်တာပဲဆိုတာကလည်းအလုံးကျုံသုံးဆွဲမှသာလွတ်ဖို့ချွတ်တွေဖြစ်တာဖြစ်နိုင်ကြောင်းနဲ့သူတို့တောက်လိုက်တဲ့တယောက်တစ်ချမ်းကတော့ဒီလိုဆိုးကျိုးတွေပေးနိုင်မှာမဟုတ်ကြောင်းကိုပြောလိုက်ပါလေ။ရေဘီကသူကတော့အောင်ကျော်နေနေကိစ္စရှိနေတာကလွဲပြီးတော့ဘာမှမဖြစ်ကြောင်းပြောလိုက်တော့ဆာရာသတိရသွားကာ သူလက်ကဆုံးဆုပ်ရလို့အရာတွေကိုပြလိုက်ပါတယ်ဒီတော့မှရေဘီကသူ့ရဲ့ပခုံးမှာလဲစာရလို့ဆုံးကိုက်ရမာကင်နေရှိနေကြောင်းပြလိုက်ပါတော့တယ်အဲ့လိုနဲ့သူတို့နှစ်ယောက်ကသူတို့ဈေးဝယ်ခဲ့တဲ့ခြေဖို့စီကိုလိုက်သွားခဲ့ကြပါတယ်ခြေဖို့ရဲ့ဂိမ်းအုံမှာတော့အကျွေးစီအတုနဲ့ဂိမ်းလာဆော့တဲ့ကလေးတွေကိုခြေဖို့ကလိုက်ပြီးတော့ဖမ်းနေပါတယ်ဂိမ်းအုံထဲမှာတော့ပရီတိုကစက်ထဲမှာညက်နေတဲ့အကျွေးစီတစ်စီးကိုခြေဖို့စီထုတ်ပေးပြီးတော့စာအုပ်လေးပိုက်လာတဲ့စာရကိုတစ်ချက်ရှိုးလိုက်ပါတယ်ခြေဖို့ကတော့ရေဘီလိုဖြစ်နေရတွေကသူနဲ့မဆိုင်ကြောင်းနဲ့သူလည်းအဲ့ဒီဈေးကိုဆိုင်းပြီးတော့သုံးကြည့်ဘူးကြောင်းပြောပါတယ် ဘာနဲ့တွဲတောက်တာလဲလို့မေးတော့အရက်လဲတောက်ဖြစ်ကြောင်းဝါကိုလုံးကြီးတင်ဝီတွေလဲတောက်ဖြစ်ကြောင်းပြောလိုက်တော့ရီဘီကမမှတ်မိပဲဖြစ်နေပါလိမ့်ဂျီဘောကတော့သုံးမိန်လိန်ပြီးတော့လွတ်သွားမှသူ့ကိုပြဿနာလာမစားနဲ့လို့ပြောလိုက်ပြီးဈေးနဲ့အရက်ကလိန်နဲ့တငယ်ချင်းလိုပဲ close friend ဆိုပြီးတော့သွားရောလို့မရကြောင်းကိုပြောလိုက်ပါလိမ့်ဆောင်ရာနဲ့ရီဘီတို့ပြန်သွားတဲ့အခါမှာဂျီဘောကဝီတလိတ်ကိုအပိသက်လိတ်ကမင်းကြီးလိုက်ပြီးသူ့ကိုတောင်းပန်မှုပြောလိုက်ပါလိမ့်ရီဘီကဘုတ်ဘုတ်ကိုလာပြောဆိုပြီးတော့ပြန်ထွက်သွားကြပါလိမ့်ဆောင်ရာကဈေးုံသွားကြမလားဘာညာနဲ့မင်းနေတော့မှာပယ်ရီတိုနဲ့တွေ့တော့ ရေဘီကအရေးကြီးတာတွေရင်လှုပ်ဖို့ပြောလိုက်ပြီးပယ်ရီတိုကိုမျက်စာပြပြကထွက်သွားခဲ့ပါလိမ့်ပယ်ရီတိုကဒူဒူသားဖို့အတွက်ည10နာရီကျော်ရင်သူအားဖြစ်ကြောင်းပြောကချိန်လိုက်ပါလိမ့်ဇာရာသူကညဘက်အပြင်မထွက်ရဖို့တလားတီတီအပြစ်ပေးခံထားတဲ့အကြောင်းကိုပြောကထွက်သွားလိုက်ပါလိမ့်ပြန်ကန်ဒီမှာပယ်ရီတိုကအယုတ်ကြောင်းတီးခဲ့ပြီလားလို့ဇာရာကိုမေးလိုက်တော့ဇာရာကမတီးခဲ့သေးကြောင်းပြန်ပြောလိုက်ပါလိမ့်ခန်းထဲမှာတယောက်တည်းကျန်နေခဲ့တဲ့ချီဘိုကတော့သူ့ရဲ့ရင်ဘက်ကစုံကိုက်ရာတွေကိုမှန်ထဲမှာကြည့်နေခဲ့ပါလိမ့် ရေဘီကဘီယာတောင်းနေတဲ့ဖခင်ကိုအာလူကျော်ပေးရမှာအလဲထီးမကြက်တာကြောင့်ပြဿနာရှာခံနေရပါလေစာရိုင်းမိဘနှစ်ပါးတော့နောက်နေ့ဒီမှာအလုကနေနေရောညပါဆင်းရမှာဖြစ်တာကြောင့်အိမ်ပြန်နောက်ကြမယ်အကြောင်းကိုပြောပြီးတော့ဂျူးတွေကိုညသာပြင်ပေးပြီးစောစောအိတ်ရဝင်စီလိုက်ကမနက်စာပါရအောင်ကြွေးဖို့မှာခဲ့ပါလေရေဘီကတော့မူပြီးတော့အိတ်ပြော်သွားတဲ့ဖခင်ကိုထားခဲ့ကဝင်လူတို့ရဲ့ဘားကိုရောက်သွားခဲ့ပါလေဟိုရောက်တော့သူကြတဲ့ဘောလုံးကွင်းဂိမ်းကမအားသေးတာကြောင့်တုံငင်များထပ်ခဲလိုက်ပြီးတော့တန်းစီကန်းထဲကိုဝင်သွားကာ ။တန်းစင်ကန်တခန်းကိုဖွင့်ကြည့်လိုက်တော့ညစ်ပတ်နေတဲ့အတွက်နောက်တခန်းပြောင်းဖွင့်လိုက်ပါလေ။နောက်တခန်းအထဲကနေဂျက်ချထားတာကြောင့်အစုံဆုံးခန်းမှာထိုင်ပြီးတော့တဏီကုံစားထားသမျှဘုတ်ဘုတ်တွေကိုညှက်ချလိုက်ပါတော့တယ်။အဲဒီချိန်မှာဘေးကန်းတုံတုံထူထန်တွေကြောင့်ဘုတ်ဘုတ်လည်းလန့်သွားပြီးတော့ဘာလို့ကျင်လာလဲတေရှူလားဆိုပြီးတော့လမ်းမေးကပေးလိုက်ပါလေ။ကိစ္စပြီးသွားရေဘီကဘေးကန်းကိုခောက်ကြည့်တော့တုံပြန်တယ်မကြားရတာကြောင့်တကားကိုစောင့်ဖွင့်ပြလိုက်ပါလေ။ဒါမဲ့တန်းစင်ကနေမှဘာမှမတွေ့ရတာကြောင့်ရီဗီလည်းအလွန်မင်းထိတ်လန့်သွားရပါတော့တယ်။အဲ့ချိန်မှာသူပေးလိုက်တဲ့တ िश ူးလိတ်က အိမ်သားတောင်ချိုးကနေတစုံတယောက်ကပြစ်ပေးလိုက်တယ်လို့မျိုးသူအရှိရာဘက်စီကိုလိမ့်လာတာကြောင့်ရေဘီလဲထိတ်လန့်သွားပြီးတော့နောက်တလန်းဆုပ်လိုက်ပါတယ်မိတွေကလည်းအမဖွင့်လိုက်ပိတ်လိုက်နဲ့ဖြစ်လာကတန်းစင်ကတကားတွေကလည်းတဝုံးဝုံးနဲ့အဖွင့်ပိတ်တွေဖြစ်ကုန်ကြပါတော့တယ်အလေကန်းတွေကတကားတစ်ချက်ဟာမှာကြောင်မဲ့ဖွေရမျက်နာနဲ့သူတို့မိဘဆုံဝိအမျိုးမိကိုတွေးလိုက်ချိန်မှာတော့ရေဘီယာဘာကလည်းအပြင်ဘက်ထိတောက်ဆောက်ကိုထွက်ပြေးသွားခဲ့ပါတော့တယ်ပြင်ဘက်မှာရှိတဲ့ PCO ကနေစာရာစီကိုလန့်ခေါ်ပြီးစာရာပြောခဲ့တာဒီအကုန်လုံးကမန်နေဖြစ်ကြောင်းနဲ့ ဝင်လူတို့ဘာမှအဲ့ဒီသူတို့မီးပွေးဆုံတဲ့သူကသူ့ကိုတခုလောက်တော့မှဖြေချောင်းကိုလှမ်းပြောလိုက်ပါလေအဲ့ဒီမှာဖုန်းလိုင်းပြတ်တောက်သွားပြီမေငါအယုတ်ပြောက်သွားပြီငါအယုတ်ဘာမှလဲသူတယောက်တည်းအေးနေပြီသူအရေပြားတွေပုတ်နေပြီဆိုတော့အေးဆက်ဆက်မာတောင်းတောင်းအတန်ကြီးကိုနှစ်ယောက်စလုံးကြားလိုက်ရပါတော့တယ်အဲ့ဒီပြိုင်ထဲမှာပဲရီဘီကအခန်းတစ်ခုတည်းကရေကန်တစ်ခုမှဆွဲချခံပြီးတော့ပိတ်မိနေပါလေစာရာတော့ဖားကင်ခွင့်ပြုချက်လည်းမရတာကြောင့်အပေါ်တဲ့ဝရန်တာကနေခိုးဆင်းပြီးရီဘီစီကိုအပြေးလာခဲ့ပါတော့တယ် ဇာရွန်ရောက်သွားတဲ့ခါမှာရေဘီကဖုန်းယုံထဲမှာပြောခွေလဲကြနေပါတယ်ရေဘီရဲ့အတွေးထဲမှာတော့သူမကရင်နစ်နေပြီးရေပေါ်ကိုပြန်တက်ဖို့စူးစမ်းနေရပြန်တာပါနောက်တော့မှရေဘီကပြန်သတိရလာပြီးတော့သူ့ကိုအသက်ဖြူမရအောင်လှုပ်တယ်လို့ပြောကဇာရွန်ကိုဖတ်ပြီးတော့ငိုပါတော့တယ်ဂေယုန်ထဲမှာတော့ပရီတိုကခြိဖို့သူ့လှုပ်ထဲမှာညာအိတ်ချင်းချောင်းခွင်တောင်းတဲ့ခါခြိဖို့ကခဏခဏအိတ်နေလာကပေးရမယ်နော်လို့စားနောက်ကပွေးဖက်အားပေးလိုက်ပါတယ်နောက်တော့ခြိဖို့ကမကတဲ့င်းစာအုပ်ကဆက်ချီမော်ဒယ်ကိုကြည့်ပြီးတော့တင်းနေတဲ့အကြောတစ်ခုကိုရောင်းအောင်လှုပ်နေခဲ့ပါတယ် အဲ့ချိန်မှာမီးတွေတဖြည်းဖြည်းဖြစ်လာပြီးတော့အတန်တွေကြားတာကြောင့်အာယုံကွေးသွားခဲ့ပါလေဂျီဘောကဘာလို့လဲဘာလာလုံးတာလဲဆိုပြီးတော့ဂိမ်းုံထဲမှာပတ်စာပြီးမဲ့ပွေးနေတဲ့ဆောလဆာဂိမ်းဆက်တစ်ခုသာတွေးလိုက်ရပါလေကြီးနေတော့မှပဲဂိမ်းဆက်ကပိတ်သွားပြီးတော့ခက်လန်းလန်းကနေဂိမ်းဆက်တစ်ခုကပွင့်လာပြန်ပါလေအဲ့ဒီဂိမ်းဆက်နားကိုရောက်တော့အဲ့ဒီဂိမ်းဆက်ကပိတ်သွားပြီးနောက်တနေရာပွင့်သွားပြန်တာပါအဲ့ဒီမှာဝုန်းနေတဲ့သူမျက်နှာရှိကတရိုသမီးရုပ်ပြဆင်းဘက်ကိုတွေးလိုက်တာကြောင့်လက်အပြန်ပြီးတော့ကောင်းအောင်မောင်းကထွက်ပြေးသွားပါလေစာရာနဲ့ရီဘီကလည်းဝင်လူတို့ဘားကနေထွက်ပြေးလာကြပါလေ ကားမောင်းလာတဲ့ဂျီဘိုကဂုံစင်းတစ်ခုရောက်မှကြောချမ်းလာကြောင်းနောက်ကိုလှည့်ကြည့်လိုက်တဲ့အခါမှာသူတို့သမီးကသူ့ရဲ့ကားပေါ်မှာပါလာနေတာပါအဲ့မှာလမ်းဖြန်ပြီးတော့ကားကိုမထိန်းလိုက်နိုင်တာကြောင့်ဂျီဘိုရဲ့ကားရှိကနန်ယန်ကိုအရှိန်နဲ့ဝင်အောင်လိုက်ပါတော့တယ်ထွက်ပြေးလာရီဘီနဲ့ဆာရာကဂျီဘိုရဲ့ကားကိုတွေ့သွားပြီးဂျီဘိုကဝူဝါးသာပြောနိုင်ခဲ့တာကြောင့်ဘာဖြစ်တာကိုမသိရပဲဖြစ်နေပါတယ်ကားတိုင်းဖြစ်တဲ့နေရာကိုရဲတွေကရောက်လာပြီးတော့စစ်စေးမေးမြန်းကြပါတယ်ပရီတိုကလည်းရောက်လာကတငယ်ချင်းရဲ့ခြေနေကိုကြည့်ပြီးတော့ငိုချလိုက်တဲ့အတွက်ငိုလက်စားဖြစ်နေတဲ့ဆာရာနဲ့ရီဘီက ဘရီတိုကိုဖတ်ပြီးတော့အားပေးလိုက်ပါတယ်ဘရီတိုကဖြစ်နေရတဲ့ကယုံမာကိစ္စနဲ့မပတ်သက်နိုင်ဘူးထင်နာတာဖြစ်ကြောင်းပြောပြီးတော့လုံခဲ့တဲ့နေ့နဲ့ငယ်ကမူနယောညီမနှစ်ယောက်ကယုံမာကိုစားတွေးခဲ့တာဖြစ်ကြောင်းကိုပြောလာပါတယ်မူနယောညီမနှစ်ယောက်ကလည်းစာရာတို့ဂျုံတွေးခဲ့တာနဲ့တပုံစံနဲ့ဂျုံတွေးခဲ့ပြီးတော့အခုချိန်မှာညီမနှစ်ယောက်ဆုံးတည်ဆုံးသွားကြပြီဖြစ်ကြောင်းကိုဘရီတိုကပြောပါတယ်စာရာအိမ်ပြန်ရောက်သွားပြီးတော့ဂျူဒီကိုစောင်းချုံပေးကအိမ်မပြောတာကြောင့်ငုတ်တုတ်ထိုင်နေခဲ့ပါတယ်ဘရီတိုကတော့မူနယောညီမနှစ်ယောက်တွဲရိုက်ထားတဲ့ပုံလေးကိုကြည့်ကသတိရနေပါတယ် ရေဘီကမူနယ်ဖားခင်ဘေးမှာဝင်အိတ်လိုက်ပါတယ်။နောက်နေ့မနက်မှာဆာရာကဂျူဒစ်ကိုကြောင်းလိုက်ပို့ပြီးတော့ရေဘီနဲ့ပရီတိုခေါ်ကတာနိုစီကိုရောက်ခဲ့ပါတယ်။ဆာရာတို့ကသူတို့ဟာလဲတာနိုရဲ့ကြီးစားနဲ့ညီမဖြစ်သူဇိုနီယာတို့ဖြစ်တယ်လို့အတိုင်းဖြစ်နေတာကြောင့်ကူညီပေးဖို့ပြောလိုက်ပါတယ်။တာနိုကအထိပယ်မရှိတာမပြောဖို့ပြောလိုက်ပြီးသူတို့ကနှင်ထုတ်ပစ်ပါတယ်။ဆာရာသူ့ရဲ့လက်ကဆုံးကားရီနဲ့အယုံမောင်းကိုပြတဲ့အခါမှာတာနိုကဒီရုပ်ကဘလို့ဆာရာစီရောက်နေရလဲလို့မေးပြီးတော့အရင်ကဒီရုပ်ကဆိုနီယာစီမှာရှိနေတာဖြစ်ကြောင်းကိုပြောလာပါတော့တယ်။ တာနောကသူကြီးစားတဲ့ညီမကစိတ်ဖောက်ပြန်သွားပြီးတော့တို့သမီးကတို့နောက်ကိုလိုက်နေကြောင်းပြောကခေါင်းချောက်ချားတွေဖြစ်သွားကြကြောင်းပြောပြလိုက်ပါလေနောက်တော့ညီမဖြစ်သူကလည်းလဲပင်ကိုခရင်နဲ့ထိုးပြီးတော့တေသွားသလိုကြီးသားဖြစ်သူကလည်းဆွဲချိုးဆွတ်ပြီးတော့တေဆုံးသွားကြောင်းကိုပြောလိုက်ပါတော့လေဆောင်ဝင်တွေကဈေးလွန်သွားကစိတ်ဖောက်သွားကြတာဖြစ်ကြောင်းကိုပြောလိုက်တာပါအကျိုးကတော့တတိမထားမိခင်မှာပျောက်သွားပြီးတော့ဘုရားကျောင်းသားကပျောက်သွားမှုတဲ့ကောင်မလေးရဲ့လက်ထဲမှာနောက်ဆုံးတွေးလိုက်တဲ့အကြောင်းကိုတာနူကပြောပြလာပါတော့လေအဲကောင်မလေးအကြောင်းသိကျင် Father Manuel ကိုသွားမေးကြည့်ကြဖို့ပြောတာကြောင်း သုံးအောင်လုံးဘုရားကျောင်းကိုရောက်လာခဲ့ကြပါလေဘုရားကျောင်းရောက်တော့ဖာသာမန်ဝင်မတွေ့ရပဲဖွင့်လက်ဆရုပ်ရှင်ကိုပဲတွေ့ရပါလေရုပ်ရှင်ထဲမှာအယုံမလေးကိုကင်ထားတဲ့ကောင်မလေးကိုတွေ့ရပြီးတော့ရုပ်ရှင်ဖလင်က1982ခုနှစ်ကရိုက်ကူးထားပဲဖြစ်ပါလေကောင်မလေးရဲ့နာမည်ကမာရီဆိုဖြစ်ကြောင်း ID ကမှန်တမ်းရရေဘီကပြောပြပါလေမကြာခင်မှာပဲမိတွေတစ်ဖြည်းဖြည်းဖြစ်လာခဲ့တာကြောင့်ဇာရာသူတို့မိရောက်လာပြီးလို့သတိပေးလိုက်ချိန်ကနောက်ကျသွားခဲ့ပြီးတကန်းလုံးကပစ္စည်းတွေလေးပေါ်မှာဝဲကုန်ပါတော့တယ်အဲဒီတော့မှဘုရားသခင်ရဲ့လူတော်ရဘီလိုတလုံးရဲ့အောက်မှာပြိပြီးတော့ ခရစ်တော်မှာအိပ်ပျော်နေတဲ့ Father Manuel ကိုတွေ့လိုက်ရပါတော့တယ်။မာရီဆိုဟာရုပ်ရှင်ထဲကထွက်လာပြီးတော့တောင်းကျမ်းတဲ့ပုံစံမျိုးဖြစ်နေတာပါ။ Verito ကတော့ခန်းထဲမှာပိတ်မိနေပြီးသူတို့သမီးရဲ့နှစ်ချင်းခန်းကရင်နစ်နေပါတော့တယ်။ Ruby နဲ့ Sara ကအခန်းထဲကိုအမြန်ဝင်ပြီးတော့ Verito ကိုလှုံ့နှိုးလိုက်ရပါတယ်။ Verito သတိရလာတဲ့ခါမှာတော့ Verito ရဲ့လက်ထဲမှာစုံစုံရာရှိနေပြီးတော့ Father Manuel မှာလည်းစုံစုံရာကိုတွေ့လိုက်ရကြောင်း Sara ကပြောလိုက်ပါတယ်။ Father Manuel ကလည်းမာရီဆိုကိုရှာနေရဖြစ်တယ်လို့ပြောတော့ ဇာရွာကဂျူဒီရဲ့ပွဲနေတုန်းကမိမတယောက်လာစားကြောင်းပြောလိုက်ပါတယ်။ဘယ်ရီတိုကအဲ့မိမရီမီဒီယိုဖြစ်ပြီးတော့နှစ်တိုင်းသမီးပြောက်ရှားနေရဖြစ်ကြောင်းပြောကသူတို့ကမြို့ပြင်မှာနေတဲ့အကြောင်းကိုပြောပြပါတယ်။လူတွေကသူ့ဖခင်ဆန်တီယာကိုသမီးကိုတတ်တဲ့သူဖြစ်နေဆွဆွဲတာကြောင့်သူကလူတွေကိုအလုံးမုံတီးနေရဖြစ်ကြောင်းလည်းပြောလိုက်ပါတယ်။ပြောနေမှာရီဘီရဲ့ဖခင်ရီဘီကိုလာခေါ်သွားပြီးတော့အိမ်ပြန်တော့ကြောင်းမတက်ရကောင်းလားဆိုပြီးတော့ရိုက်နှက်တာကြောင့်ရီဘီကခန်းထဲဝင်ကားဂလန့်ထိုးထားလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲသူတို့သမီးကရောက်လာပြီးတော့ရီဘီကိုလဲပင်းညှက်ပါတော့တယ်။ ရေဘီရဲ့ဖခင်ကတကားကိုကန်ဖွင့်ပြီးတော့ဝင်လာချိန်မှာရေဘီကအိမ်မက်ထဲမှာရေနစ်ကသတိလစ်နေပါလေ။ဇာရာနဲ့ပါရီတိုကတော့ရီမီဒီယိုရဲ့လေတော်အိမ်ထဲကိုဝင်အောင်စားဖွင့်နေ။ရီမီဒီယိုနဲ့တဲတဲ့ဒိုးပါတော့တယ်။ရီမီဒီယိုနဲ့ဒိုးတဲ့အခါပါရီတိုကကားပြတ်နေအောင်ဖုန်းဆက်ခြင်းကြောင်းအကူအညီတောင်းလိုက်ပါလေ။ဇန်ဒီယာကတော့ပြင်ဘက်မှာကားပြင်နေတာပါ။ဇာရာကမာရီဆွေဓာတ်ပုံပြပြီးတော့ရီမီဒီယိုစီမှာအေးအောက်မေးမြန်းရင်းနဲ့သူညီမရဲ့နှစ်ချင်းခံပွဲနေကလာခဲ့သေးလားလို့မေးလိုက်တော့ရီမီဒီယိုကသူမဟုတ်ကြောင်းညင်းပြပါလေ။ ရီမီဒီယိုကစကားလိုင်းချောင်းတွဲကပရီတိုနဲ့ဖုန်းပြောနေတာကြားပြီးဖြစ်ကြောင်းပြောလိုက်ပြီးသူ့ရဲ့မျိုးသားဖြစ်သူစန်တီးယားကိုလမ်းခေါ်နေရာကြောင့်ဆာရာနဲ့ပရီတိုတို့ကထွက်ပြေးဖို့ကြိုးစားကြပါလိမ့်ရီမီဒီယိုကဆာရာရဲ့လက်ကိုဖမ်းဆွဲလိုက်ချိန်မှာဆာရာရဲ့လက်မှာလည်းမာရီဆိုလိုစုံစုပ်ရာတွေကိုတွေးလိုက်တာကြောင့်ရီမီဒီယိုကသူ့သမီးလေးလိုကိုချင်းစားသွားခဲ့ပါလိမ့်ရီမီဒီယိုကမျိုးတွေကလူတွေပြောနေကြသလိုစန်တီးယားကသူ့သမီးကိုတတ်တာမဟုတ်ကြောင်းတယောက်ကသူ့ရဲ့သမီးကိုခေါ်သွားတာဖြစ်ကြောင်းပြောနေချိန်မှာပဲစန်တီးယားကရောက်လာတာကြောင့်ဆာရာနဲ့ပရီတိုတို့လည်းကားမောင်းပြီးတော့ထွက်ပြေးခဲ့ကြပါလိမ့် ဂျီဘွေးဆိုင်ကိုပြောင်းတဲ့ခါမှာဆာရာကဂျူလီစီဖုန်းဆက်ပြီးတော့အိမ်ပြန်နောက်ကြမယ်အကြောင်းကိုပြောလိုက်ပါတယ်။ပရီတိုကဂျူလီအဆင်ပြေလားလို့မေးပြီးတော့ညာရာပါတီနဲ့ဆာရာကိုနမ်းမှုစူးစမ်းနေချိန်မှာရီဗီယာရောက်လာပြီးတော့သူကဖားကင်ကိုတတ်မိတော့မှဖြစ်ကြောင်းကိုပြောကငိုကြွေးပါတော့တယ်။ဆာရာကရီဗီကိုစိတ်ပူမနေဖို့ပြောလိုက်ပြီးတော့မာရီဆိုဟာရှီအောင်ဆာအူပြက်တွေနားမှာပျောက်သွားတာဖြစ်ကြောင်းနဲ့မာရီဆိုရှာတွေ့ပါကပြဿနာတွေအလုံးပြေလည်သွားမှဖြစ်ကြောင်းကိုပြောလိုက်ပါတယ်။သူတို့၃ယောက်အဆာအူပြက်တွေရှိရာစီကိုရောက်သွားကြပြီးဆာရာလိုင်ကောင်းတစ်ခုနားမှာငါအယုတ်ပျောက်သွားပြီး သူတယောက်တည်းအေးနေပြီသူရေပြားတွေပုတ်ကုန်တော့မယ်ဆိုရင်အတန်ကြီးကိုကြားလိုက်ရပြန်ပါလေအဲ့ဒီမှာရေပြားဆာရာကိုလာခေါ်သွားခဲ့ပါလေနောက်ဆုံးမှာတော့သူတို့၃ယောက်ဟာတန်တကားနဲ့ပိတ်ထားတဲ့ဝင်ပေါက်တစ်ခုကိုတွေ့လိုက်ရပြီဒီနေရာသူတို့သတိလစ်သွားတိုင်းရောက်ရောက်လာတတ်တဲ့နေရာဖြစ်မှန်းကိုသိသွားကြပါလေအဲ့နေရာကမာရီဆိုပုံခဲ့တဲ့နေရာဖြစ်နိုင်ကြောင်းပရီတိုကပြောပါလေမကြာခင်မှာယူလာတဲ့ဓာမီတွေကဖလက်ဖလက်တွေဖြစ်လာကြောင်းသူတို့သမီးလာနေမှန်းကိုသိလိုက်ကြကပရီတိုကလည်းလိုင်ကောင်းနဲ့ဆွဲခုံသွားပြီးတော့ဆာရာကိုလည်းရေရင်းနဲ့ကိုဆွဲချသွားပါလေ ။ဆာရာရေတွင်းထဲမှာသူတို့သမီးဝတ်စုံဝတ်ထားတဲ့ရုပ်ပြဆင်းပြအလောင်းကောင်တွေရင်ဆိုင်နေရပြီးအလိုမဲထိတ်လန့်နေရပါလေ။သူတို့သမီးကလည်းကြောင်းဆရာကောင်းတဲ့ပုံစံမျိုးစုံလောက်ပြနေပြီးတော့ဆာရာရဲ့အနာကိုကတ်လာခဲ့ပါလေ။သူတို့သမီးကနိုးဆိုတဲ့အတန်တန်ကြီးကိုလည်းပြုတ်လောက်ခါဆာရာရဲ့မျက်နှာကိုတိုးထီကိုင်းတွဲပါလေ။ဆာရာတော့ယူလောက်ချင်းစရာကောင်းလောင်သွေးပြတ်ချောက်ချားနေပြီမလဲ။ပြေးစရာမြေမရှိတော့အောင်ငြိမ်နေရပါလေ။ဒါမဲ့သူတို့သမီးကသူထင်သားသူအန်ဒီယံမပြုတ်ပဲနဲ့ဆာရာရဲ့ရင်ခွင်ထဲမှာခေါင်းဝေပြီးတော့ဆာရာကိုဖတ်ထားလိုက်ပါလေ ဇာရာဓာကြီးကိုဘယ်သူမှမဖတ်ချင်ဘူးလို့ရေရွတ်ပြီးတော့သရိုသမီးမာရီဆိုကိုပြန်ဖတ်ထားလိုက်ချိန်မှာရေတွေထဲမှာရေတွေတက်လာပြီးတော့နှစ်အောင်စလုံးနှစ်သွားခဲ့ပါတယ်။တပြိုင်နက်ထဲမှာပဲမာရီဆိုလေးဟာဖျားဆောင်ကနေထိတ်လန့်ပြေးလွိုင်းနေအဆောင်ဟောင်းနာကိုရောက်လာတာမှန်းကိုသိလိုက်ရပါတယ်။မာရီဆိုကလိုင်ကောင်းထဲမှာဝင်ပုန်းနေတဲ့ရေရင်းပြတ်ထဲကိုပြုတ်ကြကာရေနေပြီးတော့တေးဆုံးသွားခဲ့မှန်းလဲဇာရာကသိလိုက်ရပါတယ်။ရေတွေပြန်ကျသွားတဲ့ခါဇာရာရဲ့ရင်ဝင်ထဲမှာရှိတဲ့မာရီဆိုကကြောက်မက်ဖွယ်ရမျက်နာကနေအယိုးကျသွားကာမြေကြီးထဲကိုမြုပ်သွားခဲ့ပါတယ်။ အဲ့ဒီမှာရေဘီကအပေါ်ကနေတမ်းပြီးနဲ့ထိုးပြီးတော့လန်းခေါ်လိုက်ပါတယ်။သူတို့သုံးယောက်ရဲ့ပြန်လန်းဟာတယောက်ကိုတယောက်စကားတခုမှမပြောနိုင်အောင်လို့စွန့်အာနေခဲ့ရပါတယ်။ဘယ်ရီတိုကရေဘီကိုအမြန်ဆုံးပြန်ပို့ပေးနေ။ရေဘီကားပေါ်ဆင်းသွားချိန်မှာဆာရာနဲ့ကားပေါ်မှာအနမ်းမိုးတွေရွာကြပါတယ်။ဘယ်ရီတိုကဆာရာကားပေါ်ဆင်းသွားချိန်မှာပြုံးရင်ပြုံးရင်နဲ့နောက်ထပ်လာမယ့်နေ့တွေမှာဖြစ်လာတော့မယ့်ယာရီကိုတွေးတော့ကြံစားကကားမောင်းထွက်သွားခဲ့ပါတယ်။အဲ့ညမှာရေဘီကဆာရာအိမ်မှာပဲအိတ်လိုက်ပါတယ်။အိမ်ထဲကိုရောက်တော့ဂျူဒစ်ကမအိတ်သေးဘဲနဲ့တယောက်တည်းတီဗီသတင်းထိုင်ကြည့်နေပါတယ်။ ဇာရမိတ်သေးပဲဘာထိုင်လုံးညာလဲလို့မေးလိုက်တော့ဂျူဒစ်ကဒီကလုံးညစ်ပတ်နန်းစော်နေပြီးတော့ဘယ်ကပြန်လာလဲလို့ပြန်မေးပါလေဇာရချောကလက်ပူပူလေးတောက်ချင်အိယာတွေကစောင့်လို့ဂျူဒစ်ကိုပြောလိုက်ပါလေဂျူဒစ်ကဇာရအိတ်ထဲကအယုံမကိုလှမ်းပြီးတော့ကြည့်ပါလေရေဘီကသူတို့အစတွေကစတိုင်ကြပြီးသားကိုရေဘာဘောကဆုံးဆုံးရာတွေကပန်ပိုးပေးနေသေးကြောင်းမကြခင်ပျောက်သွားမလို့စိတ်မပူသေးကြောင်းဇာရကိုပြောနေပါလေဇာရတခုမောင်းနေသေးကြောင်းနဲ့အဲ့ကောင်မလေးကဘာဖြစ်လို့ဖះเจ้าရှိရင်မင်ကနေတော်တွေကအိမ်ရဲ့ရေရင်းပြတ်သေးတီကိုပြေးသွားတာလဲလို့ရေဘီကိုမေးနေပါလေ ရေဗီယာတူတူဘုံင်းနဲ့အပုံးလွန်သွားတာဖြစ်နိုင်ကြောင်းပြောလိုက်တဲ့အခါစာရာ तू ကဘုံနေတာမဟုတ်ကြောင်းတယောက်ကနောက်ကလိုက်လို့ထွက်ပြေးတာဖြစ်ကြောင်းကိုပြန်ပြောပါလိမ့်ဒါမှမဟုတ်တယောက်ကများဖျားယောင်းပြီးတော့ခေါ်သွားတာဖြစ်နိုင်မလားလို့ပြောလိုက်ပါလိမ့်ဂျူလီရဲ့အရာတွေကိုချောကလက်သွားပို့တဲ့အချိန်မှာဂျူလီကသရိုသမီးယုံနဲ့ကစားနေပါလိမ့်စာရာအရင်ပဲထိတ်လန့်သွားရကအယုတ်ကိုမကိုင်းဘူးပြောပြောပြန်ဆွဲလှူလိုက်ပါလိမ့်ရေဗီယာစာရာကိုခေါ်ပြီးတော့ဂျူလီရဲ့လက်မောင်းကစုံကရာတွေကိုပြလိုက်ပါလိမ့်အဲ့ဒီမှာမိတွေတစ်ဖက်ဖက်လက်လာပြီးတော့အခန်းကဝုံနဲ့စောင့်ပိတ်သွားပါတော့လေ ရေဘီကဘာလို့ဒရိုတွေဖြစ်နေသေးရလဲလို့မေးတော့ဆာရာကသူလည်းမသိသေးကြောင်းပြောလိုက်ပြီးသုံးအသားတင်းတင်းကြပ်ကြပ်ဖတ်ထားလိုက်ကြပါလိမ့်အဲဒီမှာတခန်းလုံးကပစ္စည်းတွေဟာဂရင်းဘီရိုတွေကစပြန်ဝဲလာနေပြီးတော့ပုံနကတိုက်သူမျိုးဖြစ်နေခဲ့ပါလိမ့်ဒီတော့မှဆာရာသူတို့ကမာရီဆွဲလက်ကနေလွတ်မြောက်လာကြမဟုတ်ပဲသူတို့ကသာမာရီဆုကိုလွတ်ပေးလိုက်တာဖြစ်ကြောင်းကိုပြောလာပါတော့တယ်ရေဘီကဘသူရဲ့လက်ကနေလဲလို့မေးနေချိန်မှာပဲငါရုပ်ကလေးပျောက်သွားပြီဆိုတဲ့အတန်ကြီးနဲ့တူတူ အလွန်တရာမှဆက်ဆုပ်ယွန်ရှာထိတ်လန့်ကြောက်ရွံ့ပွဲဟာအန်ဂျင်စရာအမြင်မတင့်တယ်ပွဲမျက်နာကြီးကိုတွေ့လိုက်ရတာကြောင့်ဇာရာတို့သုံးယောက်လည်းငဲတန်းပါအောင်လန့်អော်လိုက်ကြပါတော့တယ်နောက်တစ်ခါမှတော့မာရီဆိုစီကိုသူမရဲ့ခွေးလေးကရုတ်တရုတ်ချီပြီးတော့လာပေးပါတယ်မာရီဆိုကယုံမလေးကိုရမ်းသဘောကျသွားပြီးမိခင်နဲ့ဖခင်စီကိုပြေးလာယူပြပါတယ်မာရီဆိုကသူတင်းထားလို့ရမလားလို့မေးလိုက်တော့ဖခင်ကကြိုက်တယ်လို့လှုပ်လို့ပြောလိုက်ပြီးမျိုးတဲကိုပြည့်စည်ပို့ဖို့ထွက်သွားခဲ့ပါတယ်မာရီဆိုကသူတို့သမီးကောင်ကိုဝစ်ထားတဲ့ယုံမလေးကိုပိုင်ရင်းနဲ့ မိခင်နဲ့အတူတူရက်ကဖားခင်ကိုလက်ပြကျမ်းရည်နေခဲ့ပြီးဇက်ကားရီယာဒီနေရာမှာပြီးဆုံးလို့သွားခဲ့ပါတော့တယ်ခင်ဗျာဟုတ်ကဲ့ပါဆိုဒီနေ့အတွက်တင်ဆက်မှုကဒီလောက်ပါပဲဟော်ရာကားတွေကြိုက်တဲ့သူတွေဒီလိုမျိုးအယုတ်ကားတွေကြိုက်တဲ့သူတွေအတွက်ကတော့ share ဖြစ်မယ်လို့ထင်ပါတယ်အနောက်နေ့ဒီမှာလည်းခုလိုမျိုးရသသောရုပ်ရှင်ဇက်ကားတွေ recap အနေနဲ့အမိုက်စာအကောင်းဆုံးကြိုးစားတင်ဆက်ပေးဦးမှာဖြစ်တဲ့အတွက် channel subscribe လုပ်ဗီနာခေါင်းလောက်နှိပ်ထားပြီးတော့စောင့်ကြည့်ပေးကြပါဦးဒီနေ့မှာအစားဆုံး live ပါကြည့်ရှုအားပေးခဲ့တဲ့ဘောရာအားလုံးတယောက်ချင်းစီတိုင်း အယုတ်ကားချစ်သူပေါင်းသူတော်ကောင်းတို့အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာကျွန်တော်အန့်ခင်မှုပါ